อืมตุเปลี่ยนเยเปลี่ยนเซนเยအဲ့ဒါလေလုံနေနဲ့အချိန်အောင်နည်းနည်းနောက်ကျသွားတာလို့နော်အဲ့တော့မြန်မြန်လေးပဲနော်ဆရာမပြောလိုက်မယ်ဘာလို့ဆိုတော့ဗီဒီယိုကြည့်တဲ့လူတွေ data ကုန်မှာဆိုလို့ပါနော်အခုဆရာမပြောမှာကမြန်မာတက္ကီ1380ခုနှစ်ခုနှစ်ဒရင်ကျော်လာပြင်းနေ့ဒရင်ကျော်လာပြင်းနေ့ကဒရင်ကျော်လာပြင်းနေ့ကဆရာမတို့တွေတက္ကရိမှာတော့ เนาะ6ရက်နေ့ဒါတနင်္လာနေ့ကိုဖော်ပြထားပါတယ်เนาะတကယ်လပြည့်တဲ့ရက်ကเนาะတကယ်တမ်းလပြည့်တဲ့ရက်ကဘယ်နေ့လဲဆိုတော့လပခပြည့်တဲ့နေ့เนาะခုနှစ်ရက်နေဖြစ်ပါတယ်အင်္ဂါနေ့ဖြစ်ပါတယ်အဲ့တော့အဲ့ဒီလာပြည့်တဲ့ခုနှစ်ရက်နေ့အချိန်ကခုနှစ်ရက်နေ့မနေ့10နာရီ16မိနစ်မှာလာပြည့်မှာဖြစ်တယ်အဲ့တော့အဲ့ဒီ10နာရီเนาะ16မိနစ်ကိုတော့ ဟိုဥတည်ပြီးတော့ဗောနော်ထိတ်ထန်ကိုလောက်ရမယ်ဒါတွေကတော့ဆ iam ပြင်ဆင်ထားတာတွေပါအဲပြီးမှပြင်ဆင်လာချရင်ကတိနယ်နာဖြစ်မှာဆိုလို့ဆ iam စပြီးတော့ပဲပြင်ဆင်တာကိုပြထားလိုက်တယ်ဗောနော်အဲ့တော့ဒီပြင်ဆင်မှုကိုဆ iam နောက်မှပြောမယ်အခုပြောစရာရှေ့ပိုင်းမှာနည်းနည်းလေးများတော့ဖတ်မြန်မြန်လေးပြောရမှာနော်အဲ့တော့အခုရောက်ရှိလာတဲ့နော်ဒရင်ကျော်လာပြည်နေအတွက်လာပြည်နေကုသိုလ်အစီအစဉ်လောက်ရမယ်ဟာကဘယ်ကုသိုလ်အစီအစဉ်ကိုလောက်ရမှာလဲဆိုတော့ဆရာမတို့ သတင်းကျုပ်လာပြည့်နေ့မှာစတင်ဖြစ်ပေါ်လာတဲ့เนาะတပ်ပါဆရာအောင်မင်္ဂလာကိုအဋိဌံအဖြစ်ပူဇော်ခြင်းကုသိုလ်ပြုရမှာဖြစ်ပါတယ် sorry เนาะတပ်ပါဆရာเนาะเนาะတပ်ပါဆရာမင်္ဂလာဂါထာတော်ဖြစ်ပါတယ်တပ်ပါဆရာမင်္ဂလာဂါထာတော်ဆိုတာအလုံးသိပြီးသားဖြစ်ပါလိမ့်မယ်ဒီဝါတပ်ပြီအရိစော ရတိမာပါရိစံနိမာဆိုတဲ့ဂါထာတော်ပါအဲ့တော့အဲ့ဒီဂါထာတော်မှာဆီယမတ်ကနော်ဒီဝဒပိအာရိသောဆိုတဲ့ပုံမှန်ဂါထာတော်အပြင်ကိုဘောဓတပိတေဇတာဆိုတဲ့နော်ဂါထာအပိုက်ကလေးပြီးသွားရင်ဆီယမတ်နောက်ထပ်ဖျားကုံတော်၉ပါးထည့်ထားတယ်ဖျားကုံတော်၉ပါးပြီးသွားတော့မှတာထိတန်တေဇတမနံဆိုပြီးတော့ဆက်ပြီးပူဇော်ရမှာဖြစ်တယ်နော်အဲ့ဒါကိုလေဆီယမတ် ပေးတဲ့စာနဲ့ပြန်တင်ပေးပါအောင်မယ်အဲ့တော့အခုပြောချင်တာကနော်အခုပြောပြချင်တာကဒီတပ္ပစရမင်္ဂလာဂါထာတော်ကြီးဟာအခုလိုပဲဖျားရှင်တတော်ထင်ရှားရှိတယ်ဖျားရှင်ရဲ့သာသနာတော်ကာလမှာပေါ်ပေါက်လာတဲ့ဂါထာတော်ဖြစ်ပါတယ်ထူးခြားတယ်ဘာလို့ထူးခြားလဲဆိုတော့မြတ်စွာဘုရားရှင်ရဲ့တကယ့်ကိုနှုတ်ထွက်တော်စကားဖြစ်ပါတယ်နော်နှုတ်ထွက်တော်စကားဂါထာတော်ဖြစ်ပါတယ် အဲ့တော့ဂါထာဆိုတာဘုရားရှင်ကနှုတ်ထွက်တယ်လို့ပြောတာပါနော်နှုတ်ထွက်စာပိုက်ကလေးတွေကိုဂါထာအနေနဲ့ပြောပါတယ်အဲ့တော့ဘုရားရဲ့နှုတ်ထွက်ဂါထာတော်ဖြစ်ပါတယ်အဲ့တော့အခုကြည်နေကြတဲ့မိတ်ဆွေတွေနားထောင်ကြတဲ့မိတ်ဆွေတွေအတိတ်ထံလောက်ကြမဲ့မိတ်ဆွေတွေပို့ပြီးတော့တတ်တာတရားနော်ပို့ပြီးတော့အင်အားကြီးမားစေဖို့အတွက်ဆရာမကဒီခါထာတော်လေးဖြစ်ပေါ်လာပုံလေးကိုအကျဉ်းမျှပြောပြချင်ပါတယ် เนาะသိပြီးသားလူတွေလည်းရှိကောင်းရှိပါမယ်သိပြီးသားလူတွေကလည်းပဲเนาะပို့ပြီးတော့တရာတရားပွားများဖို့နားထောင်ပေးပါမသိရသေးတဲ့သူတွေကလည်းပဲเนาะဘုဟုတ္တအလုံငါနားထောင်ပေးပါလို့မြတ်တရားခန့်ကျင်ပါတယ်အဲ့တော့ဒါဝမပြောမင်းနဲ့ဘာတွေပြင်ဆင်မှာเนาะဒီကာထာကိုရွတ်ပါဘယ်နှကြိမ်ရွတ်ပါလို့ပြောရုံနဲ့ပြီးသွားနိုင်ပြီမယ်ဆရာမပို့ပြီးတော့လေတတတရားအင်အားတတဆိုတာဘာဖြစ်တာလဲဆိုတော့ယုံကြည်မှုနဲ့ နော်စိတ်ရဲ့ကြည်လင်မှုပြီးတော့စိတ်အားထက်သန်မှုနော်တတ္တာဆိုတာယုံကြည်မှုတစ်ခုတည်းမဟုတ်ဘူးယုံကြည်မှုရဲ့နောက်မှာစိတ်အားထက်သန်မှုပါပါပါတယ်စိတ်အားထက်သန်ခြင်းကြောင့်မိမိပြုတ်လုတဲ့အရာတွေသည် အလွန်အင်အားကြီးမားသောအဆွမ်းကိုဖြစ်စေပါတယ်ဒါကြောင့်ဆရာမဒါလေးကိုပြောပြချင်တာပါနော်အဲ့တော့စာပြီးပြောပြပါမယ်အချိန်ကာလကဆရာမတို့ရဲ့မြတ်စွာဘုရားရှင်ကိုရမြတ်ကြီး တတ်တော်ထင်ရှားရှိနေတယ်တတ်တော်ထင်ရှားသာသနာတော်အချိန်ကာလမှာဖြစ်ပါတယ်နော်အဲ့ဒီသာသနာတော်အချိန်ကာလရဲ့အခုလိုမကြခင်မှာရောက်လာတော့မယ်တရင်ကျော်လာပြီလို့ပဲနော်တရင်ကျော်လာပြီနေတည့်ရက်ပါအဲ့ဒီတရင်ကျော်လာပြီနေတည့်ရက်ရဲ့ညနေခင်းအချိန်မှာမြတ်စွာဘုရားရှင်ကိုရောင်ညံကြည့်ရအောင်ဝိသခာကျောင်းအမကြီးလှူထမ်းလာတဲ့ပုပ္ပါယောကျောင်းမှာတရင်သုံးနေတဲ့အချိန်ဖြစ်ပါတယ် အဲ့ဒီအချိန်မှာဓာပြည့်နေ့ညနေဆိုတော့ဖះရှင်ရဲ့တရားပွဲတို့ဘာတို့ရှိကောင်းရှိပါလိမ့်မယ်။ဒါကြောင့်ပုပ်ပါရံကျောင်းမှာတန်ခါတော့အရှင်မြတ်တွင်နဲ့ကျောင်းဆောင်ကြီးတစ်ခုလုံးပြည့်နေတဲ့အချိန်မော။အဲ့ဒီအချိန်မှာညီတော်အနန္ဒာနော်အနန္ဒာအရှင်မြတ်ကမထေမြတ်ကခါးချင်းပြီးတော့သူအော်ဒီနေ့လာပြည့်နေ့ပေါ့နော်ဒီနေ့လာပြည့်နေ့မှာဒီပုပ်ပါရံကျောင်းကြီးကလည်းတင့်တယ်လာပြီစွာ။ 哦，不把会教你家你这边买过三次来着？好，俺那个人中嘛，温柔细细骗你的，你们这也淘宝你的，你们永远呢，人家不淘宝了喏。淘宝你的，你们这也天天买个几遍？哦，你们这也天天你说啊，不，俺这都看啥了呀？别来看嘛！啊，现在过几来着？你温柔细细骗你了，那边你吃点嘴，再温柔的，那边几个嘞？ အရှိမိုးကုတ်စက်ဝိုင်းကနေစပြီးတော့ဖွက်ပေါ်လာပြီးဖြစ်တဲ့အချိန်ဒါကြောင့်လာမင်းကြီးကိုကြည့်ပြီးတော့အိုးလာမင်းကြီးကလည်းနော်တခါတည်းကိုအယောင်လေးပြီးတော့တောက်ပစွာနဲ့ဖွက်ပေါ်လာပါရောလားတင့်တယ်လာပြီးစွာပေါ့သူအဲ့လိုခန်းစားရတယ်တဲ့အဲ့ဒါနဲ့နောက်တော့အဲ့ဒီအချိန်မှာပဲနော်အဲ့ဒီပုပ်ပါလုံးကြောင်းကိုကောသလမင်းကြီးကမင်းဝင်တစားအပြည့်နဲ့မင်းမက်အချွေအရန်နေနဲ့ ဝင်ချလာတယ်ရောက်ချလာတယ်ဗောအဲ့ဒါကိုကြည့်ပြီးအိုးပေါ်သလားမင်းကြီးကလည်းနော်မင်းမှုမဲ့အပေါင်းနဲ့မင်းဝတ်တစားအပြစ်ဝတ်ဆင်ပြီးလာလိုက်တာဟဲ့တဲလဲတင့်တယ်လှပါလားဗောအဲ့ဒီလိုရှင်အနန္ဒာကကြည့်ပြီးတော့သူ့ရင်ထဲမှာခံစားရတယ်တဲ့အဲ့ဒါပြီးတဲ့အခါတန်ဃာပြိတ္တတွေရဲ့နော်တန်ဃာပြိတ္တတွေအများကြီးပုတ်ပါအကြောင်းထဲမှာဖြစ်နေပြီအဲ့ဒီတန်ဃာပြိတ္တတွေရဲ့တောင်စွန်းတနေရာမှာနေရာယူပြီးတော့ ဇံဝင်စားနေတဲ့နော်ယဟန္တာအရှင်မြတ်ကိုသူမြင်လိုက်တဲ့အခါကျတော့ကာလုတ္တာကြီးယဟန္တာအရှင်မြတ်မြင်လိုက်ပြီးတော့အိုးជីညိုပဲကောင်းလိုက်တာယဟန္တာအရှင်မြတ်ဇံဝင်စားနေတာကြည့်တင့်တယ်လားပြီးစွာជីညိုစရာကောင်းလိုက်တာပေါ့နော်သူအဲ့လိုခံစားလိုက်ရတယ်တဲ့အဲ့ဒီလိုနေမင်းကြီးကိုမြင်ပြီးတင့်တယ်တယ်လို့သူယင်ထဲမှာခံစားပြီးပီတိဖြစ်တယ်လာမင်းကြီးကိုကြည့်ပြီးတော့တင့်တယ်တယ်လို့ခံစားပြီးပီတိဖြစ်တယ် အော်ကောသလမင်းကြီးကိုမြင်ပြီးတော့လည်းပဲဟာအလွန်တင့်တယ်ပါတကားဆိုပြီးတော့လည်းသူရင်ထဲမှာပီတိဖြစ်တယ်အဲ့ဒီလိုပဲယဟန္တာအရှင်မြတ်ကိုလည်းပဲဖူးတွေ့ပြီးတဲ့အခါမှာဇံဝင်စားနေတဲ့ယဟန္တာအရှင်မြတ်ကိုလည်းမြင်တွေ့ပြီးတော့သူရင်ထဲမှာတင့်တယ်လာတော့ကြောင်းပီတိဖြစ်ပါတယ်အဲ့ဓာရီမြင်ပြီးတဲ့နောက်မှာတော့ရှင်တော်မြတ်ဖျားသရင်သုံးနေတဲ့ပလင်ထက်ကိုရှင်တော်ကိုရှင်တော်မြတ်စွာဖျားကိုလှမ်းပြီးဖူးတွေ့လိုက်တဲ့အချိန်မှာတော့အိုး တင့်တယ်မှုတင့်တယ်မှုများစွာတဲမှာရှင်တော်မြတ်ဖရာရဲ့တင့်တယ်မှုသည်သာအကြီးမားဆုံးပါတကားလို့သူရှင်တဲမှာခံစားလိုက်ရပြန်နေတဲ့အဲ့တော့ရှင်အနန္တာကလေဖရာရှင်ကိုကြည်ညိုတဲ့နေရာမှာကတော့အတုမရှိပါတော့အလွန်ကြည်ညိုတယ်အဲ့ဒီလိုကြည်ညိုတဲ့စိတ်အပြင်းမှာသူဟာနှိုင်းရှင်စရာရင်းနဲ့နှိုင်းရှင်မိကြည့်လိုက်တော့အရှင်မြတ်စွာဘုရားရဲ့တင့်တယ်သောနော်ကြည်ညိုပွဲရာဖြစ်သည့်တင့်တယ်မှုဟာ အချိန်မဆုံးပဲလို့သူအဲ့လိုနားလေလိုက်တယ်။ဒါပေမဲ့သူနေလိုက်ပြီးတော့အဲ့ဒီတရားပွဲပြီးသွားတဲ့အချိန်မှာတော့သူရှင်ထဲမှာသူဖြစ်နေတဲ့ပီတိကိုသူအရှင်တော်မြတ်ဖျားကိုသူရှောက်ထားခြင်းတယ်။ရှောက်ထားခြင်းတော့အရှင်မြတ်ဖျားဒါပြီးတော့အာရှောက်ထားခွင့်ပြုပါဗျာဆိုပြီးတော့သူကခွင့်ပန်ပြီးမြတ်ဖျားကိုသူရှောက်ထားတယ်ရှင်ဖျားနော်ဒါပြီးတော့ဟာဒီတရားပွဲမဆခင်ပေါ်ပါအကြောင်းအပြင်ဘက်ကိုကြည့်လိုက်တော့ ဟိုးအနောက်ခေါ်ရကြောင်းတာဝင်လို့ဆဲဆဲဖြစ်နေတယ်တောက်ပါတဲ့နေမင်းကြီးကိုချိန်ပြီးတော့တင့်တယ်တယ်လို့ခန်းစားရတယ်ဗျာလာမင်းကြီးကိုအရှိတ်ဘက်မှာထွက်လာတာကိုမြင်တော့လဲအိုးလာမင်းကြီးကလည်းတင့်တယ်လှပြီစွာတကားလို့ခန်းစားမိတယ်ဟောကောသလမင်းကြီးကြွချီလာတာကိုကြည့်ပြီးမင်းဝင်တစားအပြင့်နဲ့အလွန်တင့်တယ်တော့ကောသလမင်းကြီးကိုကြည့်ပြီးတော့လဲတင့်တယ်တယ်လို့ခန်းစားရပါတယ်ဗျာနော်နောက်တစ်ခါယဟန္တာအရှင်မြတ်ကာလုဒါကြီးယဟန္တာအရှင်မြတ်ကြီး 先问三年的，三他妈不问三年的就，你没了，倒闭了，到招个比比撇撇了，金融也玩的撇，啊弄订单多，喏，啊去年过来的比罗，不都也玩的撇，都到嘞？这边罗哈，那说新农民便宜，但人同样过来米铺面来着，看嘛，这比罗，面最那样的政策不一样，一样的二辆车，新农民便宜，喏，新农民便宜哈，包月包月，挣的钱是的喽！ ။တပြည့်တော့အဲ့ဒီလိုခံစားရပါတယ်ဖះဆိုပြီးတော့ဖះကိုရှောက်ထားတယ်။အဲ့တော့ဖះရှင်ကအဲ့ဒီရှင်အနန္ဒာရှောက်ထားတဲ့စကားကိုမူတည်ပြီးတော့ပြန်ပြောလိုက်တဲ့ဖះရှင်ရဲ့နှုတ်ထွက်တော်ဟာတပဇယမင်္ဂလာဆိုတဲ့ဂါထာတော်အဖြစ်နဲ့ဖြစ်ပေါ်လာတာဖြစ်တယ်။အဲ့တော့ဖះရှင်ကဘာပြောလဲဆိုတော့ चित्ता अनना တဲ့နေမင်းကြီးဟာ နေ့အခါပဲတင့်တယ်တာလေတဲ့။လာမင်းကြီးကလည်းညအခါမှာပဲတင့်တယ်တဲ့။နော်ရှင်ဘီရင်တို့ညီတီလည်းပဲချက်ဝက်တက်စာပြည့်စုံမှသာလျင်သူဟာတင့်တယ်တဲ့။ယဟန်နာအရှင်မြတ်ကြီးဟာလည်းဇန်တမာဘတ်ဝင်စားတဲ့အချိန်မှသာတင့်တယ်တာတဲ့။ငါဖယားကတော့တဲ့အချိန်မရွေးနေ့နေ့ညညမရွေးငါရဲ့တကောတော့၅ပါးနဲ့ငါဟာအချိန်မရွေး တင့်တယ်ခြင်းရှိပါတယ်လို့ရှင်တော်မြတ်ဖျားကပြန်ပြီးတော့မိန့်တော်မူပါတယ်တဲ့နော်တာတုတာတုတာတုမိတ်ဆွေတို့တော့မသိဘူးဆရာမကိုယ့်အကူပြောပြီးတော့ကိုယ့်အကူခံစားပြီးကိုယ့်အကူပီတိဖြစ်ပြီးကြည်နိုးတယ်မြတ်စွာဘုရားရဲ့စကားတော်ကိုကြားရပြီးတော့အဲ့တော့နော်မိတ်ဆွေတို့ဘုရားရှင်ကတကောတော်၅ပါးနဲ့နေညမလက်အခါမယွေး တင့်တယ်ပါတယ်ဆိုတာတကိုးတော်၅ပါးကဘာလဲတဲ့တကိုးတော်၅ပါးဟာခန္ဒီเนาะခန္ဒီတကိုးတော်เนาะနောက်တစ်ခါမြေတာတကိုးတော်နောက်တစ်ခါเนาะသီလတကိုးတော်တမာရီတကိုးတော်ပညာတကိုးတော်ဖြစ်တဲ့တကိုးတော်၅ပါးနဲ့ပြည့်စုံသော ရှင်တော်မြတ်ဖျားသည်နေနေညညမပြတ်အခါမလက်တင့်တယ်လှပါပြီလို့မိန့်တော်မူတာဖြစ်ပါတယ် တာဒုတာဒုတာဒုအဲ့တော့ပြောချင်တာကနော်နားထောင်နဲ့မိတ်ဆွေတို့မသိဘူးပေါ့နော်ဆရာမကအဲ့ဒီလိုလေးပြောလိုက်ရရင်ထဲမှာလှိုက်လိုက်လိုက်လိုက်နဲ့ပြကြည့်ဒီအလွန်ဖြစ်တယ်ကြည်နိုးတယ်ဖျားရှင်ကိုကြည်ညိုတဲ့စိတ်တွေပေါ်ပြီးအင်အားကြီးမားလာတယ်ဒါကြောင့်ဆရာမဒါလေးကိုပြောပြတာဆရာမလို့ပဲအခုဒီဒိဋ္ဌံကိုဆောင်ရွက်မဲ့ပုံကုတ်ဒီဟာလည်းပဲအဲ့ဒီတတ္တာစိတ်အင်အားကြီးမားပြီး เนาะခါရဲထက်တန်သောစိတ်နဲ့ဒီအဋိဌံကိုပို့ဆောင်နိုင်စေဖို့ဆရာမဒါလေးကိုပြောပြတာဖြစ်ပါတယ်အဟုတ်ပြီအဋိဌံအတွက်ဆရာမဆက်ပြောပါမယ်ပြုတ်လို့ရမယ်เนาะအဋိဌံကတကယ်လပြည့်တဲ့အချိန်ကိုဥတည်ပြီးပြုတ်လို့ရမှာဖြစ်တယ်လပြည့်တဲ့အချိန်ကအော်တိုဘလာ9ရက်တနင်္လာနေ့မနေ့10နာရီနဲ့16မိနစ်မှာနော်လပြည့်မှာဖြစ်ပါရဲ့အဲ့တော့အဲ့ဒီ10နာရီနဲ့16မိနစ်ကိုဥတည်ပြီးတော့နော် စယ်နာရီကစလဲရတယ်စယ်နာရီ9မိနစ်ကစလဲရတယ်မိမိတို့ကိုစော်နေရင်နဲ့အဲ့ဒီလာပြည့်တဲ့အချိန်ချစ်တဲ့စယ်နာရီ16မိနစ်ကိုပူစော်နေရင်ဖြတ်တန်းသွားဖို့ဖြစ်ပါလေနော်ပူစော်ရမှာကတပါစရာမင်္ဂလာဖြစ်တဲ့ဒီဝါဒပတိအာရိစောဂါထာတော်ဖြစ်ပါလေအဲ့တော့ဒီဝါဒပတိအာရိစောဂါထာတော်ကြီးကိုအမညာရုပ်ဖတ်တရေဆယ်ပူဇော်နေတဲ့ဂါထာတော်ချက် ပို့ပြီးတော့ပြည့်စုံတဲ့ဂါထာတော်လေးကိုဆရာမရဲ့မိတ်ဆွေနော်ဟောင်းလေးမိတ်ဆွေရင်းချာတွေကတော့သိပြီးသားဖြစ်ပါလိမ့်မယ်နော်အဲ့တော့အဲ့ဒါကဒီဝတ္တပိအာရိသောရတ္တိမှာဘာတိစန္တိမှာသန္နာတော်ခတ္တိယောတပတိဇာယီတပတိဇမနောအထသံပမဟောရတ္တိဘုဒ္ဓောတပတိတေဇသာလို့ရောက်ပြီးသွားရင်ဘုရားကုံတော်၉ပါးကိုပူဇော်ရတာဖြစ်ပါတယ် အရဟံတမ္မာတမ္ဗုဒ္ဓဝိဇ္ဇာစရဏတမေနောသူကတော်လောကဝိတုအနုတ္တရောပုရိသဓမ္မတာရတိတတ္တာဒေဝမနုဿာဏဗုဒ္ဓဘဂဝါလို့ပူဇော်ပြီးသွားမှအဲ့ဒီဂါရတော်ရဲ့နောက်ဆုံးပိုက်ဖြစ်တဲ့တာတိတံတေသတမ္မနံဆိုတဲ့နောက်ဆုံးပိုက်ကိုရွတ်ဆိုပူဇော်ရမှာဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့ဒီလိုပူဇော်မှုကိုဆောင်ရွက်ဖို့ဖြစ်ပါတယ်အဲ့တော့ အခုရုပ်စုပူဆောင်မှုကိုဆရာမအရင်ပြောပါမယ်လက်ဆောင်နဲ့နော်ပူဆောင်မှုကိုမိမိတို့ကဖျားရှိခိုး၅ပါးတိလခံယူမယ်နော်မိမိတို့ဟိုဒီပူဆောင်စက္ကန့်ဖို့တွေကိုအရင်ပြုလုပ်မယ်ပြီးသွားတော့မှနော် sorry ဖျားရှင်ကိုဟိုကိုနေကြောင်းတော့နော်အမြဲတမ်းတော့ဘာလို့ပဲလှူလှူဘယ်အဋိဌံပဲလှုပ်တော့ဖျားရှင်ရဲ့ကြောင်းတော်ကိုကတ်လှူပါပြီးရင်ကြောင်းတော်ကိုဖိတ်ကြားပါ ပြီးတော့မှသာမိမိဘာဆောင်ရွက်မယ်ဆိုတာကိုဘုရားရှင်ကိုရှောက်ထားပါเนาะအဲ့တော့ဥစ္စာပြုလုပ်ရမှာဩဃာသအစချပြီးဘုရားရှင်ကိုမယ်ပြီးရင်၅ပါးသီလခံယူမယ်ပြီးရင်တော့ညစွာဘုရားရှင်ကိုရမြတ်ကြီးကိုမိမိရဲ့ကျောင်းတော်မှာကျောင်းတော်ရဲ့ဘွဲ့ကိုအနှံထားရင်လေအဲ့ဒီဘွဲ့နာမည်အတိုင်းရှင်တော်မြတ်ဘုရားကိုကတ်လူပူဇော်ပါ၏ဘုရားကြွရောက်၍သတင်းသုံးတော်မူပါဘုရားလို့ဘုရားရှင်ကိုဖိတ်ကြားရမှာဖြစ်ပါတယ်နော်ဖိတ်ကြားပြီးသွားရင်တော့အရှင်မြတ်စွာဘုရား ဤနေဤရသည်တရင်ကျော်လဤလာဝင်းကြီးအင်အားပြည့်ဝသောလာပခပြည့်သည့်နေ့ဖြစ်ပါ၏ဤတရင်ကျော်လာပြည့်နေ့ပင်ဓမ္မတော်သည်တပ်ပါစရာမင်္ဂလာဂါထာတော်မြတ်ကြီးကိုနော်ဂါထာတော်မြတ်ကြီးကို45ချိန်တိတိရောပွားတရစေပူဇော်မိဖြစ်ပါ၏ဗျာ ဒီပူဇော်မှုကိုရှင်မြတ်ဖျားအပူဇော်ခံချီးမြှင့်ပေးတော်မူပါဖျားဆိုပြီးတော့ဖျားရှင်ကိုအရင်လျှောက်ထားရမှာဖြစ်ပါလေဟုတ်ပြီနော်ဖျားရှင်ကိုလျှောက်ထားပြီးရင်နော်ဘာဆက်နဲ့၄កောင်နော်ဆရာမကုနာ45လို့ပြောမိလားမသိ50ဆက်နဲ့၄កောင်နော်50ဆက်နဲ့၄កောင်ပူဇော်ရမှာဖြစ်ပါတယ်အဲ့တော့50ဆက်နဲ့၄កောင်ပူဇော်ရမယ်အဲ့ဒါကိုမြတ်စွာဘုရားရှင်ကိုပူဇော်ပါမယ်အကြောင်းလျှောက်ထားမယ် ပြီးရင်ဒါတွေကိုပြင်ဆင်ထားပြီးသားဖြစ်ပြင်ဆင်တဲ့အကြောင်းဆရာမပြီးရင်ပြောမယ်နော်ပြင်ဆင်ထားပြီးသားလည်းဖြစ်ရမယ်ပြီးရင်နော်ပူဆောင်မှုအတွက်အတူတကွပူဆော်ချဖို့တမာရီဝနတ်မြတ်နတ်ကောင်းနတ်အပေါင်းတွေကိုဖိတ်ကြားမယ်အဲ့ဒီဖိတ်ကြားတဲ့နေရာမှာနော်ဘယ်သူတွေပါပါဝင်ရမလဲဆိုတော့စကြဝဠာတိုက်တသောကနတ်ဂျမအပေါင်းတွေကိုလည်းဖိတ်ကြားပါเนาะနောက်တစ်ခါနေမင်း နော်နေနဲ့သားလက်နဲ့သားတို့ကိုလည်းဖိတ်ကြားပါနော်အဲ့ဒီလိုပြည့်စုံအောင်ဖိတ်ကြားပါကျန်တာတွေကတော့မိမိဖိတ်ကြားနေကြအတိုင်းပြည့်စုံအောင်ဖိတ်ကြားသွားဖို့ဖြစ်ပါလေနော်ဖိတ်ကြားတဲ့နေရာမှာလည်းကျွန်ုပ်နဲ့အတူတကွာဤနေ့ဤရက်သည်သတင်းချုပ်လက်ဤလက်ပကပြည့်သောနေ့ဖြစ်သောကြောင့်ဤနေ့သည်ရသော်ဖျားရှင်ဤနှုတ်ထွက်တော်ဖြစ်သောတပ္ပစီယမင်္ဂလာဂါထာတော်ကြီးဖြစ်ပေါ်လာသောနေ့ရက်ဖြစ်ပါ၏။ဤနေ့တွင်လည်း à chân đầu phải xin qua rồi nhà chị ít xe mong thay ta bảo chị mình là cả đó rồi nhà chị cũng ngã sẽ lý trình đan đan, cho tới lên nhà xóa cho ba đứa sẽ bù số na cha mi phe bài, cho là cha đó tiền đem nhà nhà con này bao nhiêu tiền đấy, chân ông này chú trai quá, ta bảo chị mình là cả đó rồi nhà chị à cho ba đứa sẽ bù số na cha cha bà công lo, số đó phải cha mà chết, anh em phải đâu quên bài mấy? နော်ခွင့်ပန်မယ်ပြီးရင်နှက်ပင်မယ်နှက်ပင်ပြီးသွားတာနဲ့ဖျားကိုပြင်ဆင်ထားတာဒီတက်လို့ဟုတ်ပြီအခုပြင်ဆင်မှုလာပြီဆရာမအခုပြင်ဆင်ကြတော့တာကိုအဝေးရဆိုတော့နော်နည်းနည်းရှင်းချက်မှရှင်းမယ်ဟိုဆရာမဓာတ်ပုံကြိုက်ပြီးလဲစာနဲ့တင်ရင်နဲ့ပြန်တင်ပေးပါဦးမယ်နော်ဒီမှာကဆရာမနဲ့အနည်းဆုံးဒီနော်ဒါအခုဆရာမနဲ့အနည်းဆုံးဒီဒါဖျားရှစ်ခိုးတဲ့ နော်ဖះရှုပ်ဖို့တဲ့သူရဲ့ဘက်ဖြစ်ပါတယ်နော်ဒီဘက်ဒီဒါဖះရှင်ရဲ့ကြောင်းတော်ဘက်ပါနော်ဒီပန်းဟိုးလေးဒီဖះရှင်နဲ့အနည်းဆုံးနေရာမှာရှိပါတယ်မိမိရဲ့ညာဘက်မှာအဝတ်အဖြူကိုခင်းပြီးမိမိရဲ့ဘယ်ဘက်မှာအဝတ်အဝါကိုခင်းပါတယ်နော်အဖြူအဝါစပွဲကင်းမရှိတဲ့ရတယ်နော်မရှိတဲ့အစင်ကြီးတို့လို့လုပ်ပါအများဖြင့်ဆရာမမိတ်ဆွေတွေကတော့ဒီစပွဲခင်းလေးရှိနေကြပါတယ်เนาะအဲ့တော့အဲ့လိုလေးလုပ်ပါပြီးရင် เนาะကိုနဲ့အနည်းဆုံးရဲ့ညာဘက်ချမ်းမှာရေနွေးချမ်းသုံးခွက်ပြင်ပါမယ်ကိုနဲ့အနည်းဆုံးဘယ်ဘက်ချမ်းမှာဆရာမဒီပန်းဝလေးရွှေ့လေးပြမယ်နော်အဲ့တော့ကိုနဲ့အနည်းဆုံးဘယ်ညာဘက်ချမ်းမှာရေကြည်တော်သုံးခွက်ထားပါမယ်နော်နောက်တစ်ခါဖျားရှင်ဘက်နော်ဖျားရှင်ဘက်မှာရှိနေတဲ့ဒါကိုပဲအဲ့ဒီဘက်ကဖျားရှင်ဘက်နော် ဘုရားရှင်ရဲ့ကြောင်းတော်ဘက်မှာထိတ်မှကကြာစံကျော်သုံးပွဲကို ပြင်ဆင်ထားပါမယ်။ဟုတ်ပြီနော်။ညာဘက်မှာကော်ဖီသုံးခွက်ကိုပြင်ဆင်ထားပါမယ်။ပြင်ဆင်တဲ့နေရာမှာတရိပ်ထားပါ။မိမိတို့ဟာညာလက်နဲ့ကင်ပြီးတော့အစာကိုစားကြတယ်လို့ပဲဘုရားရှင်ဘက်ကပြန်ပြီးတော့ညာလက်နဲ့တိုင်းပြီးဖုံပေသုံးဆောင်တော်မူလို့ရအောင်ဇွန်တွေကို ပြင်ဆင်ထားရမှာ ဖြစ်တယ်လို့ နော်ကော်ဖီကွက်ရဲ့နော်ဂိုင်းလေးတွေပါတယ်ဆိုရင်ဂိုင်းလေးတွေကိုဒီလို ပြင်ဆင်ထားဖို့လိုအပ်ပါတယ်နော်အဲ့ဒီလိုပြင်ဆင်ထားမယ်ပြီးရင်တော့ပန်းအဖြူ၅ပွင့်ပန်းဖြူ၅ပွင့်ကဂန္ဓမာရလဲရတယ်နော်နောက်တစ်ခါနှင်းစီရလဲရတယ်ဘာဖြစ်ဖြစ်ပန်းအဖြူ၅ပွင့်ဖြစ်ဖို့ပဲလိုပါတယ်အဲ့ဒါကိုမိမိရဲ့ညာဘက်သပွဲခင်းအဖြူထားတဲ့ဘက်မှာပြင်ပါမယ် 好比呢，咖啡贵的，只知道贵的，稀的白麻，白麻米，白米耶，伢巴比。好比呢，伢偏生木有叫伢吧？哎，偏呢，偏生我家小杨呢，然后家里啊，蛤蟆，咪咪个，啊，扫扫地，喏，打打扫，难免泥里扫扫地，喏，那得家里个，公派家茶没米吃，这这，咪咪干农庄个，庄要哪这？ ။တမာရီဝနဲ့မျက်နှာကောင်းနဲ့အပေါင်းနဲ့အဆောင်အရှောင်တွေကလည်းအထူတကွကန့်လူကြပါလိမ့်။ဒါပေမဲ့သိတာအောင်တော့ဖိတ်ကြားရမှာဖြစ်တယ်။ဒါကြောင့်တခုခါတပြည့်တော်သည်ရှင်တော်မြတ်ဖျားအာဤသတင်းကြလားပြည့်နေ၏ကုသိုလ်ပြင်ဆင်မှုအဖြစ်ကန့်လူမည်ဖြစ်ပါ၏။ဤကန့်လူသောကုသိုလ်တို့ကိုအကျွန်ုပ်နှင့်အတူတကွ ตาบ้าจ้ะเมื่อไงล่ะการทารุณยาจีกูยกบ้านเรื่อยๆปูโซน่าจ้าจ้ายันด้วยยาสีน่าจ้ากงโนแต่มาเรื่องนั้นเนี่ยนะกงเนี่ยบ่าวเรียดรอเซนโรกงตุ้มยังลงอ่ะบ่าวสามชั่วปกุรุปกุญญ์บ่าวโนตีเลยอ่ะดูใจกว่าปูปูโซจ้าบ้ากงโนกัดลู่จ้าบ้ากงโนสบิร์อ่ะอันนี้ลู่เจ้าอ่ะเจ้าบีตัวเนี่ยเชื่อมยาสวาพยาน้องเบียร์นี่สามเนี่ยสโรเชื่อมยาสวาพยาแล้วบีร์ดีเชื่อมยาพยาอ่ะ နေ့စွန်အဖြစ်တော့ဆယ်နာရီနဲ့စက္ကောမိနစ်ဆိုတော့နေ့စွန်အချိန်ရောက်ပါပြီနေ့စွန်အဖြစ်အာယုံညှော့တော်လေးရရနာသုံးပါဥထိတ်ထားကကြာစံကျော်เนาะဒါဆရာမတမင်လက်နဲ့ပြတာပြဆရာမလို့เนาะကြာစံကျော်သုံးပွဲကိုပြင်ဆင်ကတ်လှူပါ යි ဖျားဖုံးပေသုံးဆောင်တော်မူပါဖျားအချိုးပွဲအဖြစ်ကော်ဖီစွန်သုံးပွဲကိုလည်း ပြန်စံကတ်လူပါ၏ဗျာအချိုပွဲအဖြစ်ဖုံးပေသုံးဆောင်တော်မူပါရှင်မြတ်ဗျာရင်းရင်းချမ်းအဖြစ်လည်းပြန်စံကတ်လူပါ၏ဗျာရေချီတော်အဖြစ်လည်းပြန်စံကတ်လူပါ၏ဗျာရှင်တော်မြတ်ဗျာဖုံးပေသုံးဆောင်တော်မူပါရှင်မြတ်ဗျာအဲ့ဒါပြီးတော့ပန်းဖြူမယ်ပန်းကကြတော့ကတ်လူလို့မရဘူးကိုကား 过日，哎，啊、你日，阿飘飘阿几岁的？你晓得多少？阿飘飘，俺阿姑家有钱啊，也算偏心，讲到苦，阿飘飘本我跟谁亲啊？你偏不要偏心我，算不要，不要来呀的，谁比这姑家最亲？他讲，喏 the，偏那呀喏，我姑家妈阿他，没说路，家呢路，现在的他？你过你嘛说路的，个咯。 啊，来，这带来嘛，一路查嘛，喏，查微咯，常心哦，心面刷票，这边罗的新浓面票啊，泊票诞生一位，人生会见到一般多片心浓面票，一公斤束了个不少吧，一心养哦，马干祖奶呢？大家还我么看，哎咯。 အဲ့ဒီလိုလေနော်ပူဇော်လိုက်မှာဖြစ်တယ်အဲ့တော့ပူဇော်လို့ပြီးသွားပြီဆိုရင်အရှင်မြတ်ဗျာတပည့်တော်သည်အေကတ်လူချင်းနဲ့ပူဇော်ခြင်းလို့ဆောင်ရွက်ပြီးတင်နေအတူမြတ်စွာဘုရားရှင်ကိုရမြတ်ကြီးကိုဥထိပ်ထားလျက်တပ္ပစီယမင်္ဂလာဂါထာတော်မြတ်ကြီးကို94ချိန်တိုင်းတိုင်း ယောတေလေးမျက်စွာယောပွားတရစေပူဇော်ပါမိဖျားလို့ဆိုပြီးတော့နမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဆိုလို့အဲ့ဒါအစခြေပြီးတော့ခုနကဆရာမပြောတဲ့အတိုင်းဂုံတော်၉ပါအပနော်ဒီပါတပ္ပီအာရိသောဂါထာတော်ဖြစ်တဲ့တပ္ပစီယမင်္ဂလာဂါထာတော်ခြေကိုအလုံး54ချိန်ပူဇော်ရမှာဖြစ်အဲ့တော့ ဆံမရဲ့94ချိန်ကနဲတာပေါ့ဂါထာလေးကလည်းတော်တော်လေးညံလိုက်တာမဟုတ်ဘူးနော်အသေးအချာအာယုံပြုတ်ပြီးတော့ပူဇော်ရမှာဖြစ်တဲ့အတွက်ပိသားအောင်ဆိုပေးပါနော်ဒီဝါတော်မြောင်ဒီဆောင်တော်ဒီမမလေးဇာနီမန်တန်တော်တကယ်ကြီးအဲ့ဒါဆိုရင်မထိရောက်ဘူးနော်မထိရောက်ဘူးဆံမအခုဆံမနဲ့အတူတကွဆောင်ရွက်ကြမယ်ကုသိုလ်သည်ဆံမဘာဖြစ်စေချင်တာလဲဆိုတော့ တတစိတ်အင်အားကြီးမားစွာနဲ့ရိုသေလေးမြတ်သောစိတ်ကြီးညိုမှုစိတ်နဲ့ထက်တန်သောစိတ်တို့နဲ့ပူဇော်တာကိုဖြစ်စေခြင်းဟုတ်တယ်နော်အဲ့ဒီလိုဖြစ်စေခြင်းတဲ့အတွက်တေးတေးချာချာလေးလေးမြတ်မြတ်အာယုံစိုက်ပြီးအပန်ထွက်မှန်မှန်နဲ့နော်အဘိဘယ်ကိုလဲဆရာမခုနကပြောထားတာလေးတွေကိုအာယုံညှို့ပြီးတော့ပူဇော်သွားရမှာဖြစ်တယ် 54ချိန်ဟာခုနကဆရာမရွတ်ပြတယ်လို့ရွတ်သွားရင်ခဏလေးနဲ့ပြီးတယ်ဒါပေမဲ့နော်ဒါပေမဲ့သေးသေးချာချာဂါရဝတရားထားပြီးတော့ပူဆောင်မယ်ဆိုရင်ခဏလေးနဲ့မပြီးပါဘူး54ချိန်ဟာနော်အဲဂျားထဲမှာဂုံတော်၉ပါးလည်းပါသေးတယ်နော်ဂုံတော်၉ပါးကိုပူဆောင်တဲ့နေရာမှာလည်းပဲဒီမှာတမိအာရိသောတာမကဘူးဂုံတော်၉ပါးကိုပူဆောင်တဲ့နေရာမှာလည်းပဲအဲ့ဒီဂုံတော်၉ပါးပေါ်မှာအသေးချာရိုသေလေးမျက်စွာ ဘုရားရှင်ရဲ့ဂုဏ်တော်၉ပါးကိုအာယုံညှက်ပြီးပူဇော်နေတာဖြစ်ရမယ်เนาะဘုရားရှင်နောက်ဆုံးပြောတယ်လေဗုဒ္ဓတပ္ပိတေဇသာတဲ့เนาะတေဇဆိုတာဖုံးတကိုးကိုပြောတာငါဘုရားရှင်မာတဲ့အဲ့ဒီဖုံးတကိုးတွေဂျောင်းနဲ့เนาะတေဇသာဆိုတာဖုံးတကိုးအဲ့တော့ဗုဒ္ဓဘုရားရှင်နေမာတဲ့အဲ့ဒီဖုံးတကိုးတော်တွေဂျောင်းနေညအခါမလက်မယွေတင့်တယ်နေပါတယ်လို့ဘုရားရှင်ကအဲ့ဒီလိုမိန့်တော်မူလိုက်တာဖြစ်တယ် အဲ့တော့ဆရာမကကပြောတော့လို့ဘာဖုံးတကိုးတွေလဲเนาะအဲ့တော့အဲ့ဒီဖုံးတကိုးတွေကိုလည်းဆရာမကကပြောပြပေးလိုက်တယ်เนาะမြစ်တာရယ်ခန္တီရယ်တမာတိရယ်เนาะနောက်တစ်ခါဟိုတမာတိရယ်ပညာရယ်သီလရယ်အဲ့ဒီဖုံးတကိုးတွေဟုတ်တယ်เนาะဆရာမမှားမှဆိုလို့ဟိုပြန်ပြီးတော့ပြောရသေးတယ်ကြည်ရသေးတယ်အဲ့တော့အဲ့ဒီဖုံးတကိုး၅ပါးကြောင့်မြတ်စွာဘုရားရှင်အစိမ့်အချိန်မရွေးเนาะတင့်တယ်နေပါတယ်တဲ့ဆိုတော့ အဲ့တော့ပူဇော်နေရင်းနဲ့ဖျားရှင်ပြောတဲ့စကားအဲ့တော့ဖျားရှင်ပြောတဲ့စကားလူစကားနဲ့ပြောရရင်တော့ဒါဟိုဟိုနေနဲ့ပြောရင်တော့ဂါထာပေါ့လူစကားနဲ့ပြောရင်တော့ဖျားရှင်ပြောတဲ့စကားအဲ့တော့ဖျားရှင်ပြောခဲ့တဲ့စကားကိုအာယုံထဲမှာထားပြီးတော့ပူဇော်သွားပါ အလွန်ထူးခြားသောပီတိတွေဖြစ်ပေါ်လာရင်ပူဇော်နေတဲ့အသင်မိတ်ဆွေတီလဲအလွန်ထူးခြားသော ြောင်းလဲတိုးတက်မှုတွေဖြစ်ပေါ်လာနိုင်မယ်လို့ယုံကြည်စွာနဲ့ပူဇော်သွားပါလို့ပြောချင်ပါတယ်။ပူဇော်လို့ပြီးသွားရင်တော့အမျှဝေပါမယ်။နော်အမျှဝေပါမယ်။အမျှဝေတဲ့အခါမှာမိမိဖိတ်ကြားထားတဲ့ပုံစံတွေအကုန်လုံးနော်ပါဝင်အောင်ဘိုင်းနင်းနဲ့ပြန်တက်ပြီးအမျှဝေမယ်။နော်ပြီးရင်တော့မြတ်တာပို့မယ်။မြတ်တာပို့ပြီးသွားရင်တော့အလုံး အတိတ်ခံကုသိုလ်ပြီးစီးသွားပြီဖြစ်ပါတယ်เนาะအတိတ်ခံကုသိုလ်ပြီးစီးသွားပြီဖြစ်တဲ့အတွက်ကြောင့်လာပြည့်နေ့မှာမိမိပြုတ်ခဲ့တဲ့ဒီကုသိုလ်ဒီဝတရားကြီးတာဝန်ကြီးဆောင်ရွက်ခဲ့ခြင်းမဟုတ်ပဲမြတ်စွာဘုရားရှင်ဤနှုတ်ထွက်စကားကိုယုံကြည်လေးစားကြည်ညိုစွာဖြင့်ပူဇော်ခဲ့ခြင်းဖြစ်ပါတယ်လို့မိမိကိုမိမိ 多少收纳呀？没，这里多少收纳多少度的？明明嘛，起码的啊，开开一个，代表昂生产收纳服务的设备。大家，弟弟查查，今年咋个生意？上月加班了，下马岗这里呢，人家也看见嘛的，喏，阿龙没，没收到阿龙，没米，今年是。 တရာစိတ်နဲ့ပြုတ်လုကြသောကောင်းမှုကုသိုလ်တို့၏အဖို့ပါကကိုမိမိတို့သည်ပြေဝစွာရရှိကြပြီ အနေကင်းဘေးရှိ၍စိတ်ချမ်းသာကိုကျမ်းမာစွာဖြင့်မိမိလိုလားတောင်းတတမြကောင်းချိုမှန်သမျှတို့ပြည့်စုံကြသည်ဖြစ်ကြပါစေ။